ိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဇွန်လ9ရက်သမစ္စမပရိုင်တိုင်းမစ္စမသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ဒီစီစဉ်ကိုကျမဂျူချန်ကတာဝန်ယူတင်ဆက်ပေးသွားမှာပါ။အခုပထမဆုံးအနေနဲ့သတင်းကောင်းစင်တွေကိုအရင်ဆုံးပြောပြပေးချင်ပါသေးတယ်။ KYA နဲ့ဖြစ်ပွားနေတဲ့နေမြင့်အငင်းပွားမှုပြဿနာတွေကိုစိုးရိမ်စရာမလိုဘူးလို့ TNL ကပြောပါရစေ။မြန်မာကိုအမေရိကန်ကပြည်ဝင်ခွင့်လုံးဝရပ်ဆန့်လိုက်ပါရစေ။စစ်ကောင်စီတပ်ဖွဲ့ရဲ့မြေအောက်လက်နက်တိုက်တစ်ခုကို KNU PDF ဖူပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကမ္ဘာရွှေဈေးတက်နေတာနဲ့အတူပြည်ရင်းရွှေဈေးကလည်းမြင့်တက်နေပါတယ်။စက်ကောင်စီရဲ့လက်ချက်ကြောင့်ရွာငန်လွှတ်တော်ကိုစလဲဦးအောင်စိုးမင်းကကြာဆုံးခဲ့ပါတယ်။ဒီသတင်းနဲ့အပါအဝင်တခြားရေးကြီးသတင်းတွေနဲ့ဒီကနေ့ရဲ့နောက်ဆုံးရငွေဈေးရွှေဈေးတွေကိုလည်းစုစည်းတင်ဆက်ပေးသွင်းမှာပါရှင်။ မဟာမိတ်တပ်ဖွဲ့တွေအချင်းချင်းကြားမှာဖြစ်ပွားနေတဲ့နယ်မြေအငင်းပွားမှုပြဿနာတွေဟာမဟာမိတ်အတွင်းညှိနှိုင်းဖြစ်ရှင်းနေတာကြောင့်လူလူအနေနဲ့စိုးရိမ်စရာမလိုအပ်ဘူးလို့ပလောင်မျိုးသားလူမျိုးရေးတပ်ဦးတန်းမျိုးသားလူမျိုးရေးတပ်မတော် PSLF TNL ကပြောကြားလိုက်ပါတယ်ဒီကနေ့ဇွန်လ9ရက်နေ့မှာကျင်းပတဲ့မေလတလတာဆောင်ရွက်မှုအခြေအနေသတင်းစာရှင်းလင်းပွဲမှာ PSLF TNL ပြန်ကြားရေးတာဝန်ခံလွေရည်ဦးကမြစမရဲ့မိကုံးမင်းမြတ်မှုကိုဒီလိုဖြေကြားခဲ့တာပါ။ မဟာမိတ်ဆက်ဆံရေးအခြေအနေကနေတဆင့်ဆက်သွဲပြီးတော့ဒီကိစ္စတွေကိုပြည်လည်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။ KIA နဲ့ DNL ကြားမှာလည်းအငင်းပွားမှုတွေကိုဖြစ်ရှင်းနိုင်ဖို့မဟာမိတ်အချင်းချင်းစာရေးပို့ဆက်သွဲပြီးတော့ဗဟုအဆင့်တွဲဆုံနိုင်ဖို့ကြိုးပမ်းနေတာကြောင့်မဟာမိတ်တွေအငင်းပွားမှုအပေါ်စိုးရိမ်စရာမရှိဘူးလို့လူရဲဦးကပြောခဲ့တာပါ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA ရဲ့အနေနဲ့ပလောင်မျိုးသားလွတ်မြောက်ရေးတပ် OPSLF TNLA တို့ရဲ့မြေပြင်အငင်းပွားမှုတွေကိုတွစ်ဆုံဆွေးနွေးဖို့အတွက်ညှိနှိုင်းရေးမှုအဖွဲ့ကိုဖွဲ့စည်းပြီးရှေ့ပြေးညှိနှိုင်းနေမှုစတင်နေပြီဆိုပေမဲ့ဒီကနေ့အထိနေရာနဲ့အချိန်ညှိနှိုင်းလို့မရသေးတာကြောင့်ဗဟုအဆင့်မတွစ်ဆုံနိုင်သေးဘူးလို့ KIA ရဲ့စီးကနေသိရပါဗျ။ဟိုဘက်ဒီဘက်အချိန်မရတာဟိုဘက်မအားဒီဘက်မအားတာမျိုးတွေကြောင့်မတွေ့ဆုံရသေးဘူးလို့ KNO KIA ပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကမစ္စမကိုပြောပါရယ် အခု2025ခုနှစ်ပထမ9လတာအတွင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့နမ်ခမ်းမိုးမိတ်မန်တုံကိုခိုင်မြို့နယ်နမ်ဖက်ကာမြို့နမ်မလူမြို့နယ်မုံဝီကျေးရွာတွေမှာ KYA နဲ့ TNL တပ်ဖွဲ့တွေကြားနေမြေအငင်းပွားမှုပြဿနာတွေဖြစ်ပွားခဲ့ပါတယ်တီအန်အေထိန်းချုပ်ဒေတာတွေဖြစ်တဲ့မန်တုံနမ်ခမ်းမုံဝီစတဲ့ဒေတာတွေမှာ KYA ဂိတ်စခန်းနဲ့ဆက်ဆံရေးရုံးတွေကိုတီအန်အေကအင်အားသုံးဖယ်ရှားတာကြောင့်နှစ်ဖက်ဆက်ဆံရေးတက်မှပြီးတော့ထိုးကျရိုက်နှက်မှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ် နယ်မြေညံပွားမှုကိုအခြေခံတဲ့ပြိပခါတွေပို့ပြီးတော့စိုးဝါမလာစေဖို့အတွက်နှစ်ဖက်တာဝန်ရှိတဲ့သူတွေကဗဟိုအဆင့်တွဲဆုံဆွေးနွေးညှိနှိုင်းဖို့လိုအပ်ကြောင်းဒေသခံတွေနဲ့နိုင်ငံရေးလှစ်လာသုံးသပ်သူတွေကထောက်ပြထားကြပါရရှင်။အမေရိကန်နိုင်ငံသားရရဲ့လုံခြုံရေးအတွက်မြန်မာအပါအဝင်နိုင်ငံ12နိုင်ငံကိုပြည်ဝင်ခွင့်လုံးဝရပ်ဆိုင်းလိုက်တယ်လို့အင်ပီရောကမနေ့ကဂျွန်လ၄ရက်နေ့ထုတ်ပြန်ကြမှာဖော်ပြပါရယ်ဒီကြေညာချက်ဟာဂျွန်လ၉ရက်နေ့ကစပြီးတော့အကျိုးသက်ရောက်မှာဖြစ်ပါရယ် အရိယာမတိုင်ခင်ထုတ်ပေးထားတဲ့ဗီဇာတွေကိုတော့မရုပ်သိမ်းဘူးလို့ဆိုထားပါတယ်။အမေရိကန်နိုင်ငံကိုဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတွေအထက်က B1 B2 ဗီဇာနဲ့ဝင်လာသူ28.39ရာခိုင်နှုန်း FMJ ဗီဇာနဲ့ဝင်လာသူ42.1ရာခိုင်နှုန်းကတက်တန်းကျော်လွန်ပြီးတော့နေထိုင်နေကြတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဒါအပြင်မြန်မာနိုင်ငံဟာအမေရိကန်ကပြန်ပို့ချင်တဲ့မြန်မာနိုင်ငံသားတွေကိုလက်ခံဖို့တာဝန်မယူနိုင်တဲ့မှတ်တမ်းလေးရှိတယ်လို့ဆိုပါရယ် ဒါကြောင့်မြန်မာနိုင်ငံသားတွေကိုတရားဝင်ဖြစ်စေတရားမဝင်နီးလန်းနဲ့ဖြစ်စေအမေရိကန်နိုင်ငံကိုပြည်ဝင်ခွင့်လုံးဝရပ်ဆိုင်းတယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါရယ် B1 ဗီဇာကစီးပွားရေးဗီဇာဖြစ်ပြီးတော့ B2 ဗီဇာကခရီးသွားဗီဇာဖြစ်ကအဲ့ဒီဗီဇာတွေနဲ့အမေရိကန်နိုင်ငံမှာ6လထိနေထိုင်ခွင့်ရရှိပါရယ် F visa ကတော့ကျောင်းသား visa, M visa ကတော့သက်မွေးပညာသင်ဖို့ visa, J visa ကတော့ scholar ရရှိတဲ့သူတွေ professor တွေစတဲ့သူတွေအတွက်ရရှိတဲ့ visa ဖြစ်ပြီးတော့သတ်မှတ်ထားတဲ့နေပယ်ပညာသင်ကြားမှုအစီအစဉ်ရနေထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်အဲ့ဒီဗီဇာတွေနဲ့နေထိုင်သူမြန်မာနိုင်ငံသားတချို့ဟာရက်ကျော်နေထိုင်တာလို့အမေရိကန်ကဆိုထားပါတယ်။မြန်မာနိုင်ငံနေတူပဲအာဖဂန်နစ္စတန်၊ချက်၊ကွန်ဂို၊အီကွေတာရာဒိုရာ၊ကီနီ၊အီရီတရီးယား ဟေတီ၊အီရန်၊လစ်ဗျာ၊ဆိုမာလီယာ၊ဆူဒန်နဲ့ရှီမင်းနိုင်ငံတွေကိုလည်းအပြေးအဝပြေဝင်ခွင့်ပိတ်တယ်လို့အကြောင်းပြချက်ကိုနိုင်ငံချင်းအလိုက်ဖော်ပြထားပါတယ်။ဒါ့အပြင် လာအို၊ဘရွန်ဒီ၊ကျူဘာ၊ဗင်နီဇွဲလာ၊ဆီရာလီယွန်၊တိုဂိုတက်ခ်မင်းနစ္စတာနိုင်ငံတွေကိုလည်းဒစိတပိုင်းပြေဝင်ခွင့်ပိတ်တယ်လို့ဖော်ပြထားပါတယ်။နိုင်ငံသားသားအကြံဖတ်ခံရမှုကနေအမေရိကန်နိုင်ငံသားတွေကိုအကာအကွယ်ပေးဖို့နဲ့အမျိုးသားလုံခြုံရေးအတွက်ပြည်ဝင်ခွင့်တားမြစ်ရတာလို့အမေရိကန်သမ္မတထွန်းကပြောထားပါတယ်ရှင် ကရင်မြန်ဘက်ကတရင်တဘုတ်ကိုဆက်ကြည့်အောင်ပါကရင်မြန်ကွန်ကရစ်မြို့နယ်တေဘောဘူးကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကို KNU PDF ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာမှာအဲ့ဒီတပ်စခန်းမှာရှိတဲ့မြေအောက်လက်နက်တိုက်တစ်ခုကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ရှေ့တန်းသတင်းရင်းမြစ်တွေကအတည်ပြုပါတယ်ထပ်ပေါ်လာတဲ့ရုပ်သံဖိုင်တစ်ခုထဲမှာတင်ဆက်ရရှိတဲ့လက်နက်တိုက်ကို Cobra စစ်ကြောင်းမှုဗိုဒါဘောကဦးဆောင်ပြီးတော့ရှင်းလင်းနေတာကိုတွေ့ရပြီးမြေတိုက်ဘဏ်ကအနေနဲ့တိဆောက်ကလက်နက်တွေမျိုးစွာကိုတူလောင်ထားတဲ့အနေအထားဖြစ်တယ်လို့ရှေ့ရန်ရဲဘော်တယောက်ကပြောပါရတယ်။ 1998ခုနှစ်ကနေစပြီးတော့စစ်တပ်ဝင်ရောက်တက်ဆွဲထားတဲ့တေဘောဘူစခန်းဟာဂျွန်လ3ရက်နေ့ည7:00နာရီအချိန်မှာကရင်မျိုးတပ်မဟာ6ဦးဆောင်တဲ့ကရင်မသားလူမျိုးရေးတပ်မတော် KNL ၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ကတိုက်ခိုက်သိမ်းပိုက်နှံခဲ့တယ်လို့ကရင်မျိုးဗဟိုကထုတ်ပြန်ထားပါတယ်။ကရင်မျိုးသားအစည်းအရုံး KNDO ဟာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေအားလုံးကိုအပီးတိုင်ဖယ်ရှားရှင်းလင်းမဲ့စစ်စင်ရေးကြီးတစ်ခုကိုဆင်နွှဲနေတာကြောင့်လက်ရှိမှာတိုက်ပွဲတွေပြင်းထန်နေကစစ်ကောင်စီကလည်း ေးချောင်းအုံပြုပစ်ခတ်တိုက်ခိုက်မှုတွေလုပ်နေပါတယ်ရှင်။လက်ရှိကမ္ဘာရွှေဈေးနှုန်းမြင့်တက်မှုနဲ့အတူမြမပြည်ရင်းရွှေဈေးကလည်းမြင့်တက်နေပါတယ်။ပြီးခဲ့တဲ့မေလကုန်ပိုင်းမှာကမ္ဘာရွှေဈေးတအောင်စကို American Dollar 3300ဝန်းကျင်ရှိခဲ့တာကနေဒီကနေ့ဇွန်လ9ရက်နေ့မှာတော့ American Dollar 3381အထိ9ရက်အတွင်းမှာ American Dollar 80ကျော်မြင့်တက်လာပါတယ်။ မြမရွှေစည်းမှလည်းမေလကုံပိုင်းကအကယ်ဒမီအခောက်ရွှေတစ်ကြက်သားကိုကြက်86သိန်းကျော်ရှိတာကနေလက်ရှိမှာတော့တစ်ကြက်သားကိုကြက်89သိန်းကျော်မြင့်တက်နေတာကြောင့်တပတ်အတွင်းရွှေစည်းကတသိန်းကျော်မြင့်တက်လာတာပါပြင်ပရွှေစည်းတို့မြင့်တက်နေပေမဲ့စက်ကောင်စီလောက်ခံရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့သက်မှတ်ဈေးကတော့ဓာတ်တတုရွှေတစ်ကြက်သားကိုကြက်58သိန်းရှိပြီးတော့ပြမစည်းနဲ့နှိုင်းရှင်မဲ့ဆိုရင်တစ်ကြက်သားကို19သိန်းကျော်ကွာဟာနေပါတယ် ဒါကြောင့်ရွှေတုံးခဲရောင်းဝယ်တွေကတော့မှောင်ခိုလောက်ကြသလိုလက်ဝယ်ရဏလုတ်တဲ့15ပဲရေရွှေဈေးကလည်းပြမအမြင့်ဈေးနဲ့ပဲအရောင်းဝယ်လုပ်နေကြတယ်လို့ရွှေဆိုင်ပိုင်ရှင်တွေကပြောပါတယ်ရှင်ရှမ်းပြည်နယ်တနုကိုပိုင်းအုတ်ချုပ်ခွင့်ရဒေသရွှေငံမြို့နယ်မဲဆန္ဒနယ်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ဦးအောင်စိုးမင်းဟာစစ်ကောင်စီရဲ့ဖမ်းဆီးမှုကိုခံရပြီးတဲ့နောက်စစ်ကြောရေးစခန်းမှာကြာဆုံးခဲ့ရတယ်လို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကသတင်းထုတ်ပြန်ပါတယ်။ သူဟာပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလတည်းကပြည်ဦးလွယ်မြို့မှာတိမ်းရှောင်နေအချိန်မှာစစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။လွန်ခဲ့တဲ့လအနေငယ်ကစစ်ကြောရေးစခန်းမှာကွဲလွန်သွားခဲ့တာလို့ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဆိုပါတယ်။ဖမ်းဆီးခံရပြီးတဲ့နောက်မင်းမျိုးစစ်ကြောရေးကနေတဆင့်ထောင်ကိုပို့ဆောင်ခဲ့တယ်လို့စစ်ကောင်စီကကနဦးသတင်းလွှင့်ခဲ့ပေမဲ့အမှန်တကယ်မှာထောင်လဲရောက်လာတာမရှိသလိုတရားရုံးတင်တရားစွဲတာမျိုးလည်းမရှိဘဲစစ်ကြောရေးမှာအသက်ခံလိုက်ရတာဖြစ်တယ်လို့ CRPH အတွင်ရေးမှူးဦးထွန်းမြင့်ကပြောပါတယ်။ စစ်ကောင်စီကဒီလိုတည်ဆုံကြောင်းကိုမိသားစုကိုအကြောင်းကြားတာမရှိသလိုအလောင်းကိုပြန်ပေးတာလည်းမရှိဘူးလို့ဆိုပါတယ်။ဒီလိုဦးအောင်စိုးမင်းရဲ့စစ်ကြောရေးစခန်းမှာကွယ်လွန်သွားရတဲ့နဲ့ပတ်သက်ပြီးတော့ပြည်အောင်စုလွှတ်တော်ကိုစားပြု Committee CRPH အနေနဲ့များစွာစိတ်မကောင်းဖြစ်ရပြီးတော့တည်ဆုံမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီကိုပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ CRPH ကထုတ်ပြန်ကြေညာပါတယ်။ CRPH ရဲ့နောက်ဆုံးကောက်ယူထားတဲ့အချက်လက်တွေအရနေရဆုံးခွာတင်းရှောင်နေရတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၁၁ယောက်နဲ့တိုင်းဒေသကြီးပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၁၃ယောက်တို့ဟာလုံလောက်တဲ့စေကူတမှုမရရှိတာကြောင့်တည်ဆုံခဲ့ရတယ်လို့ဆိုပါတယ်။လက်ရှိအချိန်ထိလည်းပြည်တော်စုအဆင့်လွှတ်တော်ကိုယ်စားလှယ်၁၈ယောက်နဲ့တိုင်းဒေသကြီးပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၄၁ယောက်ဟာဖမ်းဆီးခံထားလို့ဆိုပါတယ်။ ဒါကြောင့်စစ်ကောင်စီဖမ်းဆီးထိန်းသိမ်းထားတဲ့သမရဦးဝင်းမြင့်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါင်းဆန်းစုကြည်အပါအဝင်ဖမ်းဆီးထိန်းသိမ်းခံထားတဲ့ရွှေကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေအတွက်လည်းများစွာစိုးရိမ်ပူပန်နေရတယ်လို့ CIPH ကသတင်းထုတ်ပြန်ထားပါတယ်ရှင်။နိုင်ငံကသတင်းတပုတ်နဲ့ဆက်ချင်ပါတယ်။ဂါဇာမှာနေထိုင်သူတွေကိုတမင်တကာရွေးချယ်ပြီးတော့စနစ်တကျပိတ်ပင်နေတယ်လို့ကုလကပြောလိုက်ပါတယ်။အပြည့်စုံကိုကိုခန့်တွေကဆက်လက်ပြောပြပေးမှာပါရှင်။ မချာသေးမီကဖြစ်ပွားခဲ့တဲ့ဂါဇာမှာနေထိုင်သူတွေရိတ်ခါထောက်ပံ့တာကိုတွားရောက်ရယူနေတော့အသက်ခံရမှုဟာထိတ်လန့်ဖွယ်မြင်ကွင်းများဖြစ်တယ်လို့ကုလအဖွဲ့ကြီးရဲ့ကုညီထောက်ပံ့ရေးအကြီးအကဲကဗုဒ္ဓဖူးနေကပြောပါရယ်ဒီဟာဟာတိတ်ဒုက္ခတွေရည်တည်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အထောက်ပံ့တွေကို တမင်တကာရေးချယ်ပြီးစနစ်တကျပိတ်ပင်ခြင်းရဲ့ရလက်ဖြစ်တယ်လို့သူကပြောပါတယ်ဂါဇာကမ်းရောင်ဒေသမှာအကူအညီပေးရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ မေရိကန်နဲ့အစ္စရေးကျောရနောက်ခံပြုလုပ်ထားတဲ့အဖွဲ့ကသူတို့ရဲ့လုပ်ငန်းတွေကိုယာယီရဆိုင်လိုက်ကြောင်းပိုးတဖူးနေ့ကကြေညာပါတယ်။ရိတ်ခါဖြန့်ဝေရေးဗဟိုဌာနတွေကိုတွားရလမ်းတွေကိုတိုက်ခတ်ရေးဆုံဖြစ်ယူဆကြောင်းလဲအစ္စရေးစစ်တပ်ကသတိပေးခဲ့ပါတယ်။သူတို့လုပ်ကိုင်နေတဲ့ရိတ်ခါဖြန့်ဝေရေးဌာနတွေအနီးတေဆုံမှုဖြစ်ရတဲ့ဖြစ်ပွားခဲ့ပြီးတဲ့နောက်အဲ့ဒီကြေညာချက်ကိုဂါဇာလူသားချင်းစာနာဖောင်ဒေးရှင်း GFF ကပြုလုပ်ခဲ့တာဖြစ်ပါတယ်။ GFF ရဲ့အကူအညီပေးရေးဌာနအနီးပြစ်ခတ်မှုမှာလူ28ဦးဂါဇာတောင်ပိုင်းမှာအင်္ဂါနေ့ကတေဆုံးသွားခဲ့ပါတယ်။အဲဒီဖြစ်ပျက်ကိုစုံစမ်းစစ်ဆေးသွားမယ်လို့စစ်တပ်က ပြောပါတယ်။ကဘာကြီးကစောင့်ကြည့်နေကြပါတယ်။စားသောက်ဖို့အတွက်ရိုးရိုးလေးပဲပြုလုပ်မိတာနဲ့ပဲပါလက်စတိုင်းလူမျိုးတွေတနေ့ပြီးတနေ့အဖြစ်ခံနေရပြီးတေဆုံးဒဏ်ရာရနေကြပါတယ်လို့ ကုလလူသားချင်းစာနာသည့်အကူအညီ ပေးရအဖွဲ့အကြီးကတွန်ဖလက်ချာကကြေညာထုတ်ပြန်ပြောကြားလိုက်ပါတယ်။တန်ရန်ရနေတဲ့လူနာထောင်ပေါင်းများစွာ ကို ကုတာပေးနေရပါတယ်လို့အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွေကအတည်ပြုပြောကြားခဲ့ပါတယ်။အစ္စရိတဖွဲ့ရီကသူတို့ပြတ်ခတ်ခဲ့ပါတယ်လို့ပြောကြားအပြီးမှာပဲမနေ့ကတနေ့ရဲဒါဇင်ပေါင်းများစွာဆေးရုံရောက်မှတေဆုံးခဲ့ပြီးဖြစ်တယ်လို့ဆေးရုံကပြောပါတယ်။ဒါဟာ လူပေါင်းနှစ်သန်းလောက်အသက်ရှင်ဖို့မရှိမဖြစ်လိုအပ်တဲ့အရာတွေကိုစနစ်တကျပိတ်ပင်တာနဲ့တမင်တကာရွေးချယ်ပြုလုပ်ခဲ့တာရဲ့ရလက်ဖြစ်ပါတယ်လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေကိုချက်ချင်းပြုလုပ်ဖို့ကုလအကြီးကဲအန်တိုနီယိုဂူတာရက်စ်ရဲ့တောင်းဆိုချက်ကိုလည်းသူကပဲ့တင်ထပ်ပြောကြားခဲ့ပါတယ်ဒါရီဟာတီချာစီဖြစ်ပျက်နေတာတွေမဟုတ်ပါဘူး ကျူးတွန်သူတွေကိုတာဝန်ခံမှုရှိစေရမယ်လို့သူကပြောပါရယ်သူတို့ရဲ့ကလေးတွေကိုကျွေးမွေးဖို့အတွက်သက်ဆွန်ဆန်ပြားလှုပ်ရရမျိုးဘသူမှမဖြစ်သင့်ဘူးလို့ Fletcher ကပြောပါရယ် GFF ကသူတို့ရဲ့လုပ်ငန်းတွေကိုအခင်ဘက်ကစတင်ခဲ့ပါရယ်ဒါပေမဲ့ကုလနဲ့အကူအညီပေးရေးအဓိကအဖွဲ့အစည်းတွေကဣသရေလရဲ့စစ်ရေးစီမံချက်တွေအတွက်ပုံဖော်ထားတယ်လို့ဆိုကပူးပေါင်းဆောင်ရွက်ဖို့ညှင်းဆန်ခဲ့ကြပါရယ် ဂျီတော့အတွင်းကုလအဖွဲ့ကဂါဇာအတွက်ခွင့်ပြုပေးထားတဲ့အကူအညီပစ္စည်းပမာဏကိုဖော်ပြခဲ့ပါတယ်နလကြောကြလုံးဝပိတ်ဆို့ထားပြီးအ ਨੇ ချင်းပြန်ဖွင့်ပေးတဲ့အနေနဲ့အစ္စရေးကပိတ်ဆို့မှုကိုစိတ်စပိုင်းပြန်ဖွင့်ပေးလိုက်ပြီးတဲ့နောက်ဒီလိုကြီးညာခဲ့ရလဲဖြစ်ပါတယ်ကျွန်တော်တို့အလို့တွေကိုလှုပ်ဖို့ကျွန်တော်တို့ကိုခွင့်ပြုပေးပါကျွန်တော်တို့မှာလုံးမဲ့အဖွဲ့အစည်းတွေလည်းရှိရယ်အစီအစဉ်တွေလည်းရှိရယ်ပျက်စီးနေ အတွေ့အကြုံလည်းရှိရလို့လူသားချင်းစာနာမှု ရေးရနဲ့အရေးပေါ်ကယ်ဆယ်ရေးညှိနှိုင်းဆောင်ရွက်ရေးမှု ကုလလက်ထောက်အတွင်းရေးမှုချုပ်ဖလက်ချာကပြောပါရယ်ကျွန်တော်ရဲ့ရိတ်ခါရင်တန်းတွေညင်းပယ်ခံရတာနှောင်းနှီးချမ်းကြအောင်လှုပ်တာတွေမလှုပ်ပါဘူးဆိုတာသိချအောင်လှုပ်ပေးပါစစခန့်တွေကိုလှုပ်ပေးပါအပြစ်ရဲ့ရေးကိုအကောင့်ထဲပေါ်ပါလို့သူကပြောကြားခဲ့ပါရယ်ခင်ဗျာ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေးစက်သုံးစီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးမှာပါဒါတွေကိုတော့မစ္စမသတင်းတောက်ကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားပါရရှင်ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ1100ချက်ပြင်ပပေါက်စီ4450ချက်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1628.85ချက်ပြင်ပပေါက်စီ 3468ကျပ်။ဥရောပတရူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်1391.38ကျပ်။ပြင်ပပေါင်စီ9083ကျပ်။ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်64.19ကျပ်။ပြင်ပပေါင်စီ139.3ကျပ်။မလေးရှားတဝင်းကိုစစ်ကောင်စီတတ်မှတ်စဉ်463.00ကျပ်။ပြင်ပပေါင်စီ1055ကျပ်။ ေါက်ဈေးရှိပါတယ်။ပေါ်ပြပါငွေလဲလဲနှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုတ်တွေကတော့အခေါရွှေတစ်ချက်သားကိုရွှေကုန်တဲ့အသင်းတတ်မှတ်စေ58သိန်းကျ။ပြင်ပပေါက်ဈေး89သိန်း9000ကျ။စကားပဲတစ်ချက်သားကိုရွှေကုန်တဲ့အသင်းတတ်မှတ်စေ54သိန်း3950ကျပ်ပြင်ပပေါင်စီ82သိန်း9000ကျပ်ပေါင်စီရှိပါတယ်ပေါ်ပြပါရွှေစင်းတို့တွေဟာ ချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစဉ်တွေကတော့ဒီဇယ်လီတာကို2405ကျပ်၊ပရီမီယာဒီဇယ်လီတာကို2980ကျပ်၊အော်တိန်92လီတာကို2855ကျပ်၊အော်တိန်95လီတာကို2910ကျပ်ပေါင်ဈေးရှိပါတယ်။ပေါ်ပြပါ73စီစဉ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစာအုပ်စီစဉ်တွေကတော့စာအုပ်စီတစ်ပိဒါကို စစ်ကောင်စီတတ်မှတ်စဉ်6330ကျ၊ပြင်ပပေါက်စီ9000ကျ၊ပေါက်စီရှိပါတယ်။ပေါ်ပြပါဇင်းတို့တွေကတော့ချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။သမစမပရိုင်တိုင်းမစမတဲ့အစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီစီစဉ်ကိုတော့ကျမကျူချမ်းကစူးစိတင်ဆက်ပေးခဲ့တာပါ The Mizoma Prime Time Season ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9နာရီတိုင်းမှစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်တရားအလုံးဘေးကင်းလုံခြုံပြီးတော့ပျော်ရွှင်စရာချိန်လေးတွေကိုပိုင်ဆိုင်နှံ့ကြပါစေရှင်။